ဒီလိုလောက်ပိုင်ခွင့်ရှိတဲ့လူတယောက်ကလည်းသူ့မှာဘဝအကျိုးအကြောင်းအဆက်အဆက်တွေပါလာလို့ဒီနေ့ဖြစ်ခါမှာခေါင်းဆောင်ရေလူသူဖြစ်လာတာလွယ်လွယ်လေးနဲ့တော့ဖေရဟုတ်လားမလားဒါကြောင့်မို့လွယ်လွယ်လေးနဲ့မရတဲ့အတွက်လွယ်လွယ်လေးလမ်းကိုမလိုက်ကြဘဲနဲ့အာကုတုစိတ်တွေကင်းစင်ပြီးတော့ကျွန်တော်နိုင်ငံကို စိတ်သက်ဖြူဖြူလေးနဲ့အားလုံးပူးပေါင်းပြီးတော့တိုးတက်အောင်လုပ်ကြပါလို့ဒါပဲကျွန်တော်ပြောချင်ပါတယ်သူ ဒီလောက်လမ်းဖွင့်ပေးတာ ਉ လမ်းကောင်းကောင်းကမလျှောက်ဘဲနဲ့စူးစူးပုံကြားတွေကလျှောက်ချင်တဲ့လူတွေပေါ့အဲ့ဒီလူတွေအတွက်ကိုကျွန်တော်နိုင်ငံတော်ကြီးကောင်းဖို့အတွက်ကိုဝိုင်းဝန်းကူညီပေးကြပါလို့ကျွန်တော်ပြောကြားကျမရခမစစ်တပ်နဲ့ကြန့်ခံရေးထောက်ခံသူလူချွန်းတော်အုံးဒီကစစ်ကောင်းဆောင်မယောင်လိုင်ဟာလွယ်လွယ်လေးနဲ့ဖြစ်လာတာမဟုတ်ပဲရှေးပုံရှေးကံကြောင့်ခေါင်းဆောင်တက်ရောက်ဖြစ်လာဒါလို့ထောက်ခံပြောဆိုလိုက်ပါတယ် ရခိုင်ကနိုင်ငံရေးစိတ်ဝင်စားမှုမရှိခဲ့တဲ့လူရှင်တော်အုံသီးကအနာသိမ့်ပြီးနောက်ပိုင်းစစ်တပ်ကိုအစင်တစိုက်ထောက်ခံလာရကအခုဆိုရင်ထက်ထဲဝင်ဝင်ဖြစ်လာပြီး မကြသေးခင်ကစစ်ကောင်းဆောင်မေအောင်လိုင်က သူ့ကိုလူမှုထူးရှင်သူပေးအပ်ခံခဲ့ရပါတယ်။မေအောင်လိုင်ကစေရနာကောင်းနဲ့လမ်းဖွင့်ပေးထားတာကိုတော်လန်ရေးသမားလူငယ်တွေကစူးပုံကြားတဲ့ကနေရှောက်နေတယ်လို့လဲလူရှင်တော်အုံသီးကရဲရဲတင်းတင်းပဲစစ်တပ်ဘက်ကရည်တည်ပြောဆိုသွားခဲ့ပါတယ်။ ကျွန်တော်တို့ကတော့အမှုပညာသမားဖြစ်တဲ့အတွက်အမှုပညာအလုပ်ပဲလုပ်တတ်တဲ့အတွက်အမှုပညာနဲ့ပတ်သက်တဲ့အလုပ်ပဲလုပ်ပါတယ်။ကျွန်တော်ချစ်ချင်းမုံချင်းကတော့တို့ရဲ့အပိုင်းပေါ့။အစောပိုင်းကာလတွေကနိုင်ငံရေးလောက်တာမဟုတ်ဘူးအမှုပညာပဲလောက်တာပါလို့ဆိုခဲ့တဲ့အုံးဒီဟာအခုဆိုရင်တော်လန်ရေးကို စော်ကားအပြစ်တင်ပြီးစစ်တပ်ကိုပေါ်ပေါ်တင်တင်လော်ဘီလုပ်ဖားရတဲ့အဆင့်ကိုရောက်လာတာပဲဖြစ်ပါတယ်။ဒီနေရာမှာမင်းအောင်လိုင်ကိုထောက်ခံကြသူတွေမှာတူညီတဲ့အချက်တစ်ခုရှိနေတာတွေ့ရပါတယ်။ အဲ့ဒါကတော့မင်းအွန်လိုင်းဟာသူ့ဘုံသူ့ကံကြောင့်ခေါင်းဆောင်တယောက်ဖြစ်လာတာဘရင်တစ်ပါးဖြစ်လာတာဆိုတဲ့မြမရှေးရိုးဆွဲအယူအဆတွေရှိနေတာဖြစ်ပါတယ်။မကြာသေးခင်ကဝါရင့်စစ်တပ်ထောက်ခံသူနေအောင်ကလည်းမင်းအွန်လိုင်းဟာတိုင်းပြည်အုပ်ချုပ်တဲ့ဘရင်ဖြစ်လို့မင်းကိုစော်ကားရင် ရာဇဂိုင်းတင့်မယ်မှားမှားမှန်မှန်ကောင်းကောင်းမကောင်းကောင်းသူ့ရဲ့ခေါင်းဆောင်ပဲလို့ပြောဆိုသွားခဲ့ပါတယ်။ကျွန်တော်ကတိုင်းပြည်အုပ်ချုပ်တဲ့မင်းခိုင်းတာကိုလုပ်ရမယ်ကောင်။အားလုံးတိုင်းပြည်သား ိုင်းပြည်အုပ်ချုပ်တဲ့မင်းကိုစော်ရရင်ယာစာကိုင်းတင်တယ်ကျတော်ကြီးပြောသွားတာမှန်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 ငါနိုင်ငံဟုတ်ပြီနော်ဆိုးဆိုးမဆိုးဆိုးငါလူမျိုးနောက်ဆုံးကောင်းကောင်းမကောင်းကောင်းငါကောင်းဆောင်ပဲဒီကံပြုတ်ကိုဝိုင်းရတာနဲ့ဟိုဟာပေါ့လူတွေအပြောဆိုခံရမှမကြောက်ဘူးလားဟာတာတော့ဟိုပြောဘလို့ပြောမလဲဆိုတော့ဟိုခဏခဏရိုက်ခံတော့လေထုံနေပြီပေါ့ဗျာ ဟိုရည်စရာဟိုလူကျွန်တော်ကတွေးမိတာပေါ့မြမဘောလုံးတင်လူပဲခဏခဏရှုံးကောင်းများတော့ယုံးတွေပါအဲ့မှာသူကသူဆဲတာတော့သူအာဟုတဲ့သူလေကျွန်တော်ကဝတ်ကျွေးဆိုတာကျွန်တော်တို့ကဗုဒ္ဓဘာသာကျွန်တော်တို့ကကိုးကွယ်ကြတာလေဟုတ်ပါကျွန်တော်အပူလာပြင်ကျွန်တော်အပူမယူတတ်ဘူးသူပေးတဲ့အပူသူ့အတူပြန်ယူပေါ့လေကျွန်တော်တို့ကတပတ်သားကိုကျွန်တော်တို့ နိုင်တဲ့စီးနင်းလည်းကျွန်တော်ယနေ့ချိန်ထိကျွန်တော်မလုပ်ဘူး။အဲ့မကျွန်တော်တို့မှန်တဲ့လမ်းကိုကျွန်တော်တို့လျှောက်တာကျွန်တော်တို့မှာကိုပိုင်ဆုံးဖြတ်ပိုင်ခွင့်နဲ့ကိုပိုင်လျှောက်လမ်းခွင့်တော့ရှိရှိတဲ့အတွက်ကျွန်တော်လွတ်လပ်လပ်ပဲကျွန်တော်လျှောက်တယ်။ကိုတန်ရတန်ရကိုလုပ်တယ်ဒါပဲ။သူကသူဆဲတာဆူတာတွေကတော့ဒါမဲ့ဗျာဟိုနဲ့မနော်အာကုတူရှိတဲ့လူကတော့ရုပ်ရုပ်မှလည်းကွာပါတယ် ရုံမှာကွာတယ်ဆိုတော့စိတ်ထားမလိုက်ရင်ရုံမှာပေါ်တယ်တဲ့အမကျွန်တော်စိတ်ထားလှလှလေဖြစ်အောင်ကျွန်တော် ကြိုးစားနေတယ်အမဆဲတာဆိုတော့သူတို့အလုပ်လူကျွန်တော်တို့လုပ်မှမဟုတ်တာဟုတ်တယ်မလားဟိုကိုယ့်အဆဲရင်အဲ့လူတယောက်ကကျွန်တော်ဆဲတယ်သူ့ဆဲတဲ့လူပြန်ပေါ်လာပါလိုက်မယ်ဒါမဲ့လည်းအဆဲခံပါစီဆိုပြီးတော့လေကျွန်တော်စုမတောင်းပါဘူး စုမတော်ဘူးကျွန်တော်ကံရှိလို့အစဲခံရတယ်သူလဲတနေ့ဝတ်လင်မယ်ဆိုတော့ကျွန်တော်ဒါပဲခေါင်းထဲမှာတွေးတယ်အမလူတိုင်းကိုလည်းကျွန်တော်မေတ္တာစေတနာအပြည့်ထားပါတယ်ကျွန်တော်လူတွေတန်းနေပေးတယ်ကန်းနေကျွန်တော်ရလူမှုအတွက်ကျွန်တော်သူကသူပြားအချိန်တိုင်းများထီတော်မှလူပေါင်းတန်း60လောက်ရှိတယ်ဝိုင်းထိုးကြတာအမြင့်ဆုံးထီကိုလူတိုင်းမှမပေါ့မဟုတ်ဘူးလား ဒီလိုလောက်ပိုင်ခွင့်ရှိတဲ့လူတယောက်ကလည်းသူ့မှာဘဝအကျိုးအကြောင်းအဆက်အဆက်တွေပါလာလို့ဒီနေ့တစ်ချိန်ခါမှာခေါင်းဆောင်ရေလို့သူဖြစ်လာတာလွယ်လွယ်လေးနဲ့တော့ဖေရဟုတ်လားမလားဒါကြောင့်မို့လွယ်လွယ်လေးနဲ့မရတဲ့အတွက်လွယ်လွယ်လေးလမ်းကိုမလိုက်ကြဘဲနဲ့အကုသိုလ်စိတ်တွေကင်းစင်ပြီးတော့ကျွန်တော်နိုင်ငံကို စိတ်သက်ဖြူဖြူလေးနဲ့အားလုံးပူပေါင်းပြီးတော့တိုးတက်အောင်လုပ်ကြပါလို့ဒါပဲကျွန်တော်ပြောချင်ပါတယ်ဟုတ်ကဲ့နောက်ဆုံးအနေနဲ့ပေါ့နုပညာရှင်တယောက်အနေနဲ့ ဒီလာမေရုပ်ောက်ပွဲမှာပြည်သူတွေဒီရုပ်ောက်ပွဲပေါ်မှာစိတ်ဝင်စားကြဖို့ဗာမြမှားကြခြင်းကျွန်တော်နိုင်ငံကိုကျွန်တော်တို့ပြောင်းလဲခြင်းလားပြည်သူအားလုံးလေပြောင်းလဲခြင်းလားပြောင်းလဲခြင်းနဲ့တိုးတက်စေခြင်းနဲ့ဆိုရင်တော့ရုပ်ောက်ပွဲမှာမဲပေးမှာတော့အဆင်ပြေမယ်နော်နိုင်ငံတော်ကြီးကလည်းဟိုနေမော့အတ္တမကြီးပဲနဲ့ ဒီလိုရုပ်ောက်ဘွေကြီးလုတ်ပေးတယ်ဆိုတော့အမေမချီးကြည့်ဖို့တော့ကောင်းတယ်နော်သူဒီလောက်လမ်းဖွင့်ပေးတာဟုတ်လမ်းကောင်းကောင်းကမလျှောက်ဘဲနဲ့စူးစူးပုံကြားတဲ့ရှောက်ချင်တဲ့လူတွေပေါ့အဲ့ဒီလူတွေအတွက်ကိုကျွန်တော်နိုင်ငံတော်ကြီးကောင်းဖို့အတွက်ကိုဝိုင်းဝန်းကူညီပေးကြပါလို့ကျွန်တော်ပြောကြားကျင်ပါလေခမရ။ဒါကဒါများပြည့်စုံပြည့်စုံလာရှိလေဆရာ။အော်ကျွန်တော်ကတော့2026ပေါ့နော်။ကျောင်းနိုင်ငံတော်ကြီးတိုးတက်ပြီးတော့သူများနိုင်ငံကို သူများနိုင်ငံတွေလို့ပေါ့နော်ကျွန်တော်နိုင်ငံလူနိုင်ငံသားတွေတဖက်နိုင်ငံသွားပြီးတော့လောက်ကန်စားတောက်တဲ့ဘဝနေပြီးတော့ကျွန်တော်နိုင်ငံအတွင်းမှာပဲမိသားစုနဲ့အတူတူပြောပြောရွှေရွှင်လောက်ကန်စားတောက်နိုင်အောင်ဒီပါတီကစွမ်းဆောင်ပေးပါလို့ကျွန်တော်ပြောကြခြင်းပါတယ်